မင်္ဂလာပါဘောလုံးချင်းညီပေါ်ရင်းနေကောင်းချမ်းချမ်းသာကြပါသေးကျွန်တော် YouTube channel လေးဖြစ်တဲ့ MM Football Berlin တက်ကနေကြိုဆိုရပါတော့။ဒီနေ့မှာကျွန်တော် preview လုပ်ပြီးမှာဒါတောက်ချန်ညမှာကစားမဲ့ပွဲစဉ်တွေကိုကျွန်တော်ရွေးချက်ထားတယ်ပေါ့နော်။ဒီနေ့ကတော့ဒါကျွန်တော်အများကြီးလည်းမရွေးချက်ထားဘူးပေါ့နော်။၅သင်းလောက်ပဲပေါ့နော်။၅သင်းလောက်တော့တော်တော် Spain La Liga ပွဲစဉ်7နဲ့ LC နဲ့ Sociedad တို့ရဲ့ပွဲစဉ်ရွေးချက်ထားတယ်ပေါ့နော်။မြန်မာစာတော့ရှင်နှစ်နိုင်ခွဲမှကံမဲ့ပေါ့ဗျာ။ LCA အတင်းကတော့အိမ်ဝင်းကောင်းတယ်ဗောနော်ဒါကျွန်တော်ဘော်ရောင်းရောင်းနဲ့ညီကိုတွေလည်းတိမှထင်ပါတယ် LCA အတင်းဆိုရင်အိမ်ဝင်းမှာရှုံးဝင်းမရှိသေးဘူးဒါ Levante ကို 2C Real Oviedo ကို 1C ဗောနော် Celta B ကို2-1ဆိုမှသူကနိုင်ချားတယ်ပြီးတော့ Bilbao ကိုတည်ဆော့တယ် Betis ကိုတည်ဆော့ထားတယ်ဗောနော်အိမ်ဝင်းမှာတော့သူရခံစစ်ကတော်တော်ကောင်းတယ်ဗျဒီ၅ပွဲမှာသူပေးကူကငိုးတယ်ပဲရှိတယ်ဗောနော် အကယ်၍ကျွန်တော်တို့ဒါ LG အသင်းရဲ့ဒါပြိုင်ပွဲဆုံးအိမ်ခွင်အဝေးခွင်နောက်ဆုံးဆော်ထားတဲ့၅ပွဲကိုပြန်ပြီးသုံးတက်ရမှာဆိုလို့ရှိရင်တော့ဒါနောက်ဆုံး၄ပွဲဆက်နိုင်မှာပျောက်ထားတယ်ပေါ့နော်ဒါနိုင်မှာပျောက်ထားတဲ့အသင်းတွေကတော့ဒါအာလာဘက်ကိုအဝေးခွင်ဖြစ်တယ်အစပန်းညိုလည်းအဝေးခွင်ဖြစ်တယ်ဘာစီလိုနာလည်းအဝေးခွင်မှာဖြစ်တယ်တောက်ချောက်အဝေးခွင်တွေမှာပဲရှုံထားတယ်ပေါ့နော်ဒါတိုက်စစ်ကလည်းကြည့်မယ်ဆိုရင်ဒီ၅ပွဲမှာပေါ့နော်ဒါ၃ပွဲပဲဂိုးရထားတာလည်းတွေ့ရတယ်ပေါ့နော် ဒါပေမဲ့လည်းကျွန်တော်တို့ဒါအင်ငွင်းဆွမ်းဆောင်ရင်ကတော့တော်တော်လေးကောင်းတယ်ပေါ့နော်ဒါချက်တတိထားရမယ်ပွဲလင်းဖြစ်တယ်ဆိုစီတဲ့အတင်းရဲ့ဒါအဝေးဝင်၅ဘွဲ့ကိုကြည့်မယ်ဆိုလို့ရှိရင်ဆိုစီတဲ့အတင်းကတော့အဝေးဝင်မှာဆော့ထားတာ Blancia 11နဲ့ဒါ Celta Vigo 11တကြီးနှစ်ပွဲရှိမယ်ရှုံးထားတာ၃ဘွဲ့ပေါ့နော် Obido ရှုံးတယ်ဘက်တစ်ကိုရှုံးတယ်ဘာစီလိုနာကိုရှုံးတယ်ဒါပေမဲ့လည်းဒီ ပြောရမှာဆိုရင်ဒီ social deck ကအဝေးကွင်းနောက်ဆုံးဆော့ထားတဲ့ဒီ၃ပွဲမှာ၃ပွဲလုံးဂိုးထက်ထားတယ်တွေ့ရတယ်လို့ရေးရလဲနှစ်ပွဲဆက်အောင်ထားတယ်ဘာစီလိုနာ2-1ဒါဆယ်တာဗီကို1-1ဆိုမှနှစ်ပွဲလုံးခြေရအောင်ထားတယ်ပေါ့နော်ဒီဆယ်တာဒီ real social deck ဆော့ထားတဲ့ဒီပေါ့နော်ပြန်ပွဲဆုံးပေါ့နော်၅ပွဲကိုဆက်ပြီးမှခြုံငုံပြီးသုံးတိုက်ရမယ်ဆိုလို့ရှိရင်တော့ဒီအတင်းကနောက်ဆုံး၃ပွဲဆက်ခြုံမှမတွေ့သေးဘူးပေါ့နော်ကနိုင်ထားတာအင်ကွဲမှာလည်းဖြစ်တယ်ပေါ့နော်စီဗီလာတို့ တလီတီကိုဘီလ်ဘာအူဒါဝေးဘွဲမှာဆိုဆယ်တာဘီဂိုရောဗောနော်ဒီလိုအတင်းတွေကိုတည်ဆော့ထားတယ်ဒီ၅ဘွဲမှာဆိုလည်းနောက်ဆုံး၄ဘွဲတတီဂိုးတွေလည်းရထားတာလည်းတွေ့ရတယ်ဗောနော်ဒီအချက်ကလည်းကျွန်တော်ဒါ LC အတင်းလည်းဂိုးသွင်းခံရနိုင်မဲ့သဘောမျိုးမှရှိတယ်ဗောနော်ဘာဖြစ်လို့လဲဆိုဒီဆော့ထားတဲ့နောက်ဆုံး၅ဘွဲမှာပြန်ပြန်၄လုံး၄လုံးထည့်ထားတယ်ဗောနော်၄လုံး၃ဘွဲ၃လုံး၃ဘွဲအဲ့လိုဗောနော်ကျွန်တော်တို့ပြန်လာဒီလိုထည့်ထားတာတွေ့ရတယ် ီးတော့ LC အတင်းကလည်းဒီနောက်ဆုံးသူ short ထားဒီပွဲတွေမှာဆိုဘိုးတွေတင်းခံထားရတဲ့အတွက်ဒါဒီကြာတာဒါ subsidy အတင်းကတလုံးရသွားနိုင်တယ်လို့ LC ကလည်းဂိုးရသွားနိုင်ပါတယ်အဲဒါကျွန်တော်ထင်တာဒီပွဲတွေမှာ1 1နဲ့ကြည့်ရမယ့်ပုံစံမျိုးရှိတယ်ပေါ့နော်1 1 1 21ဒီလောက်ပါမယ်ဒီချက်မပေါ်ဘူးလို့တော့ကျွန်တော်တောင်းတမိတယ်။ဒါညာနဲ့ပွဲပယ်ဖက်မှကြည့်မယ်ဆိုလို့ရှိရင်တော့ဒါ subsidy တက်မှာဆိုရင် Herrera ရှိမယ်ပေါ့နော်တယောက်လောက်ပဲပါ Herrera ပေါ့နော်ကျွန်တော်ညီကိုတွေကိုဒါကျွန်တော်အများကြီးပြောနေကြတဲ့အတိုင်းပဲပေါ့နော် ကျွန်တော်တို့မနေ့ကချန်ပီယံလိမ့်မှာတွေ့လာဒါကွာရာဘတ်နဲ့ချဲစီပွဲဝန်ဒါချီခံမယ်ချဲစီအတင်းကပုံမှန်ထောက်ရမယ်လူစင်းအောင်မထောက်ဘဲနဲ့အပြောင်းလဲတွေအများကြီးလုပ်ထားတယ်နောက်ဆုံးရက်နဲ့ဘယ်လိုဖြစ်သွားလဲတွေ့တဲ့အချိန်မှာတူးတူးနဲ့ပြီးသွားတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ကွင်းလန်မှာဘယ်ကစားသမားတွေပါလဲမပါလဲဘရုံးပွဲအင်းဆုံးကြိုပြီးတော့မလောင်လိုက်ပါနဲ့ဒါကျွန်တော်အများနဲ့သတိပေးနေတနအီအလိုဆိုရင်ကျွန်တော်လိုင်းနက်ကိုတီးရပါတယ်လိုင်းနက်ကိုကြည့်ပြီးမှပဲတက္ကစားသမားစုံမစုံကြည့်ပြီးမှပဲပေါ့နော် ဟိုမှာ LG မှာဆိုအကောင်းဆုံးတိုက်စစ်မှုကိုအများဆုံးတွင်းထားတာဘူးလေဘောလုံးဖန်တီးပေးတဲ့ကစားသမားကဘယ်သူလဲဒီကစားသမားတွေပါလားမပါဘူးလားပြီးလို့ရှိရင်တစ်ခါကဆွေစီတက်မှာဆိုရင်တိုက်စစ်မှုပေါ့နော်အိုရာဇပယ်လို့ပါတော့ဒီကစားသမားတွေပါလားမပါဘူးလားဒါကျွန်တော်အကလုံးကြည့်ဖို့လိုတယ်ပေါ့နော်ဒါတွေပြီးရင်ဝင်းလံမှာဆိုရင်ဆိုလာပါလားမပါလားပေါ့နော်ပြီးရင် good desk တို့ပါတော့ပါလားမပါလားပေါ့နော်ဒါတွေအကလုံး check လုပ်ပြီးမှစစ်ဆေးပြီးမှပေါ့နော်ကျွန်တော်ထိုးစစ်ချင်တယ်ပေါ့နော်ဒါကျွန်တော်ပြောတာလည်းရှည်သွားရင်တူတယ် ။ဒါဒီနှစ်သိန်းဟိုးအရင်တော့တွဲဆောင်ခဲ့ဘူးတဲ့ဒါဟက်တူဟက်လေးကိုလည်းကျွန်တော်ပြောပြလိုက်ပါမယ်။အဲ့ဒါ LC ကွင်းမှာပဲဆော့ခဲ့တာတော့ဒါ LC ကွင်းမှာပဲဆော့ခဲ့တာကြီးလိုက်မယ်ဆိုလို့ရှိရင် LC အသိန်းကဒါ VS Society ကိုပေါ့နော်နောက်ဆုံး3ချိန်ပေါ့နော်2020 20နဲ့ပေါ့နော်ဒီလိုတစ်ခါမှနိုင်ထားဘူးလားမတွေးရဘူးပေါ့နော်အမှန်အခုလက်ရှိမှာဆိုစီတက်ကလည်းခြေရမှန်းနေတာမဟုတ်ဘူးလို့ LG အတင်းကလည်းအင်ဝင်ကောင်းနေတယ်ဆိုတော့ကျွန်တော်တို့ဒါတရီခွဲပေါ့နော်1121လို့ပဲထင်တယ်ပေါ့နော once to us မှာဆိုလို့ရှိရင်တော့ HCN9 ကို 2.7D ပေါ့နော်ဒီ 2.7D က1 z 1မှာပဲဖြစ်ဖို့များတဲ့ကြီးလို့မျိုးဟုတ်တယ်ပေါ့နော်တကြီးကိုဒါ LG ရဒါ once to us ပေါ့ကြည့်ကြည့်မှာဆိုရင်2.7ဆိုမှပေးထားတယ်ပေါ့နော်2.7ဆိုဒီပွဲက111 z ပေါ့နော်ထားမတင်21ပေါ့ဗျာဒီထက်မှပုံနိုင်ဘူးလို့ထင်တယ်တကြီးကို3.2ပေါ့နော်3ဆပေါ့ဗျာဒါ subsidy အနိုင်ကို2.7ဆိုမှပေးထားတယ်ကျွန်တော်ဒီပွဲစီမှာ14 2ပဲကြိုက်တယ်ဗျာ ပိုတင်းတူစကောယက်စ်ဘောနော်တော့ဝိုင်းစ်ဘက်မှာတယ်။ရ90ရမယ်။ဒုမဟုတ်လဲ over 2.5ဒုမဟုတ်လဲ over 1.5ကိုလို့ပါနော်။ဒါဝိုင်းစ်ဘက်ဖိုးရညီကိုတွေတိတဲ့ဂိုးပေါင်းပေါ့နော်။နှလုံးဖြစ်တာနဲ့ကျွန်တော်တို့36ပြားရမှာဖြစ်ပါတယ်။မြန်မာပေါက်ကြီးတွေမှာတော့ကျွန်တော် body ရတော့ social debt ပဲကြိုက်တယ်ပေါ့နော်။ကျွန်တော်11လို့ပဲကျွန်တော်ထင်တယ်ဗျာဒီပွဲ။နောက်တစ်ပွဲကတော့ Italy C ပွဲစဉ်ဖြစ်တယ်။ Pizza နဲ့ commonency ပေါ့နော်ဒီနှစ်သိန်းလုံးကတော့ဒီနေ့မှတန်းတက်လာတဲ့အသိန်းတွေဖြစ်တယ်။အရင်တော့ဒီနှစ်သိန်းကတော့ CD B မှာလည်းအများအားတွေ့တယ်ပေါ့နော်။ကျွန်တော်ဟိုတနေ့ကအားရတဲ့ဒီ pizza ဘယ်လိုဆော့လဲဆိုတော့ကျွန်တော်အဆအဆုံးထိုင်ကြည့်တယ်ပေါ့နော်။ pizza အသိန်းကတအားခံစစ်ကိုဦးစားပေးမှဆော့တာတွေ့ရတယ်ပေါ့နော်။အိမ်ခွဲမှာဆိုရင်ဒါအဝေးခွဲမှာဆိုလို့ရှိရင်တော့ type fit ကိုနည်းနည်းလေးဖွင့်ပြီးဆော့တာမျိုးတွေ့ရတယ်။ဘောင်းမြန်ဖြစ်နေတယ်ပေါ့နော်။တစ်ခါလေပွဲတွေက commonency ကတော့အဲ့လိုမဟုတ်ဘူးဗျ။ type fit အသားပေးတယ်ပေါ့နော်။ကိုယ်လည်းကိုယ်ယူတယ်၊ကိုယ်လည်းခွင့်ပြုတယ်ပေါ့နော်။ စန့်ကျင်ဘက်အတင်းနဲ့တင်းတွေးနေတာဖြစ်ပါလေဒီပွဲစဉ်မှာဖွင့်ထားတာကတော့ဒါအင်းရှင်အတင်းဖြစ်တဲ့ပီဇာ level 90နဲ့ကိုပေါင်းကြီးနှလုံး80ဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်ဒါ table မှာဆိုရင်လည်းဒါအဆင့်30နဲ့အဆင့်70ပေါ့နော်ဒီနှစ်တင်းကြားထဲမှာတော့ဒါအာ10မှတ်กว่าပေါ့နော်ပီဇာအတင်းရတာအင်္ဂွန်းပွဲစဉ်တွေပဲကျွန်တော်လေ့လာကြရအောင်ပေါ့နော်ပီဇာအတင်းကတော့အင်္ဂွန်းမှာစုစုပေါင်း6ပွဲဆော့ထားတယ်ပေါ့နော်အီတလီစီးရီး ဒါရိုမကိုရှုံးတယ်ဥဒိနက်ကိုရှုံးတယ်ဒါဖီရင်တီနာကိုတရေဗီရိုနာတရေလာဇီယိုတရေသုံးဘက်လုံးကြည့်အောင်ထားတယ်ဗောဗျာဒါဥဒိနက်နဲ့ရိုမကိုပြီးလို့ရှိရင်နောက်တစ်ခုထူးခြားတာအိမ်ခွဲမှာ၅ဘက်လုံးကိုအောင်ကြာထားတယ်ဘူးမတွင်ထားအောင်တစ်လုံးမှမတွင်ထားအောင်တွင်ကုန်ငိုးရှိတယ်တွင်ခံထားရတာငိုးရှိတယ်ဗောဗျာတကယ်လို့တည့်ရပွဲပြန်ပွဲဆုံးပွဲပေါ့နော်ကျွန်တော်ဒါနောက်ဆုံးအင်ကွင်းအဝင်းဝင်းဆော့ထားတဲ့၅ဘွဲကိုခြုံကြည့်လိုက်မှဆိုရင်ဒီမှာတနေရာမှာထူးခြားနေတာ အင်ဝင်းမှာကိုမသွဲမနဲ့အဝေးဝင်းမှာလည်းဆိုကိုရတောက်ချောက်ပင်းနေတာမျိုးတွေ့ရတယ်ပေါ့နော်။ဒီအသင်းကလုံးဝစီးရီမှာနိုင်ပွဲမရှိဘူး။ဒါစီးရီဒါစုစုပေါင်း10ပွဲကိုကြီးလိုက်မှဆိုရင်ဒါပီဇာအသင်းကတရေပွဲ6ပွဲထောင်ရှိတယ်ပေါ့နော်။အဲဒါလေးကတစ်ချက်တတိထားမှအချက်ဖြစ်ပါတယ်။တစ်ဖက်ကခရီးမွန်နစီကိုကြီးလိုက်မှဆိုရင်အဝေးဝင်းပွဲစဉ်တွေပေါ့နော်။နပွဲနိုင်နပွဲတည်းတပွဲပဲရှုံးထားတဲ့အတင်းလည်းဖြစ်တယ်ပေါ့နော်။ AC Milan ကိုနိုင်တယ် ပြီးတော့ဂျင်နိုအောင်နိုင်ထားတယ်ဗောနပြင်ဘီရိုနာတရေကိုမိုတရေအကုန်ကြီးတဲ့အောင်ထားပြီးမှအင်တာမီလန်သတင်းထက်ကိုပဲသူရှုံးထားတယ်အဝေးဝင်း၅ဘွဲမှာလည်း၄ဘွဲတိတိဂိုးတွေထည့်ထားတာလည်းတွေ့ရတယ်အဲ့ဒီ၄ဘွဲမှာဆိုရင်လည်းဗောနကျွန်တော်တို့အ ਨੇ ဆုံးနှလုံးတွဲနိုင်တဲ့ဘွဲ၅ဘွဲရှိတယ်ဗောနနှလုံးတွဲနိုင်တဲ့ဘွဲ၅ဘွဲရှိတယ်ဗောနကျွန်တော်ထင်တယ်ခမူနီစီကအတက်ကင်ဆော့တဲ့အတွက်ဒီနှစ်တင်းလုံးကဒါ CDB မှာလည်းတွေ့ပြီးထားတယ်ဆိုတော့ကျွန်တော်တို့ကအပြန်အလှန်ဂိုးတွေဖွင့်ပြီးဆော့ချမလို့ထင်တယ်ဗျာ ပိတ်ဆို့မယ်လို့မထင်ဘူးဒီတစ်ခေါက်တော့တကယ်လို့ကျွန်တော်ဒါ Cremonency ရဲ့ဒါပြိုင်ပွဲဆိုမှာနော်အိမ်ခွင့်အဝေးခွင့်၅ဘွဲကိုကြည့်မှဆိုရင်လေဒီ short ထားတဲ့ဒီ၅ဘွဲဆက်သူကဂိုးတွေထည့်ထားတယ်သူက tight set ကဂိုးတွေရထားတယ် Joven Tech ကို2-1နဲ့ရှုံးခဲ့တဲ့ဘွဲပေါ့နော်ဒါလည်းသူတို့ကြည့်အောင်ကန်ထားတယ်ပေါ့ဗျာတော်တော်လေးကိုကောင်းပါတယ် tight set ပိုင်းကိုကြည့်မှဆိုရင်ဒါလူကြီးမှဆိုရင်တော့လူဒါနားတဲ့ဖက်မှဆိုရင်တော့အဲ့လိုအဖြစ်အကြီးကြီးရဲ့ကစားသမားတွေတော့နှစ်ဖက်စလုံးမှာတော့မရှိဘူးပေါ့နော် ဒါပေမဲ့လည်းကျွန်တော်ညီကိုတွေထောင်းစာအတိုင်းပဲ one spec ဒီဈာမညီကိုတွေပေါ့နော်ဗီဇာအနိုင်ကို2.2 2.2ဆိုတဲ့ပေါင်ချင်းမျိုးကဒါတည်လဲကျသွားနိုင်တဲ့ပေါင်ချင်းမျိုးဖြစ်တယ်ပေါ့နော်တည်ကို3ဆနဲ့ community အနိုင်ကို3.4ပေးထားပါတယ်အဒီဘွဲဆက်မှာကျွန်တော်ရွေးချယ်ရမှာဆိုလို့ရှိရင်ကျွန်တော်ညီကိုလေး over 1.5ကိုလိုက်ကြည့်ပါနော်။ပြား40ရမှာဖြစ်ပါတယ်။အာဒီ ဒီပွဲစဉ်မှာတော့ကျွန်တော် body မှာမြန်မာပေါက်ချင်းမှာအောက်တင်ဖြစ်တဲ့ community ကြိုက်တယ်ဗောနော်ကျွန်တော်တော့အခက်တပွဲကတော့ဒါ German Bundesliga Bremen နဲ့ Hupa တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒီဖွင့်ထားတဲ့ပေါက်ချင်းကိုကြီးလိုက်တော့ဘာတရီရလဲဆိုရင်ဒါဒီပေါက်ချင်းအနေထားတိုင်းဆိုတာ Hupa အတင်အောက်အတင်ကအများဆုံးတည်ဓမ္မယူမယ်ဆိုတဲ့ပေါက်ချင်းမျိုးတော့ဖြစ်တယ်ဗောနော်ဒါပေမဲ့တစ်ခါလေကြတော့လဲဘောလုံးကပြောသလိုလဲမဖြစ်လာတာလဲတွေ့ရတာဗောနော် အရှင်အသင်းဖြစ်တဲ့ Bremen ကလည်း level 59ပေါင်းကြီး3020ဆိုမှပြီးထားတာတော့တွေ့ရတယ်။ဒါ Bremen အသင်းကအဆင့်9ဥပအဆင့်7နဲ့မှရှိတယ်ပေါ့နော်။ဒီနှစ်သင်းကဒါကစားသမားဒါ market value ကိုကြီးလိုက်မှာဆိုနှစ်သင်းလုံးက level ပေါ့ဗျာ။100လောက်ပဲတန်တယ်ပေါ့နော်။အသင်းရဲ့အိမ်ဝင်ပွဲစဉ်တွေက Bremen ကမစိုးဘူးပေါ့နော်။အိမ်ဝင်မှာဆိုတော်တော်ကောင်းတယ်ဗျာ။ကျွန်တော်ဒါ Bundesliga ခိုးတဲ့ညီကိုတွေဆိုသတိထားမိမှာပါ။ Bremen ကအိမ်ဝင်မှာ၄ပွဲပေါ့နော်ဒါကစားထားတယ်။ နောက်ဆုံးသူတို့နိုင်ကြတာကတော့ Saint Polly 1 Union Berlin 1ဆော့ရခတ်တဲ့အသင်းတွေ1 1နဲ့နိုင်တယ်လီဗာကူဆင်ကို3 3ဆော့တယ်ပြီးတော့ prime back ကို3 0နဲ့ရှုံးတယ်အိမ်ဝင်၄ဘွဲမှာ၃ဘွဲတိတိခိုးရထားတယ်ပေါ့နော်ပေးဖို့6ခုရှိတယ်ဗျာသူရပြိုင်ပွဲဆုံးပေါ့နော်အိမ်ဝင်အဝေးဝင်နောက်ဆုံး9ဘွဲကိုလည်းကျွန်တော်ထက်တွဲရမှာပေါ့နော်အိမ်ဝင်အဝေးဝင်နောက်ဆုံး9ဘွဲမှာဆိုလို့ရှိရင်သူရရှုံးဘွဲက10ဘွဲတည်းပဲရှိတယ်ပေါ့နော် ဒါစိမ့်ဘော်လီကိုနိုင်တယ်ဟန်နိုင်ကိုတေးဆော့တယ်ယူနီယံဘာလင်ကို1စီးနဲ့ဒါနိုင်တယ်မိုင်းစ်ကို1 1ဆော့ထားတယ်ဘာလို့တူတိုက်စစ်ကနောက်ဆုံး၄ဘွဲမှာ၄ဘွဲလုံးကိုရထားတဲ့အတွက်လက်ရှိဘူးကအတင်းရလဲခံစစ်ကဆိုးနေတယ်ဆိုတော့ကျွန်တော်ဂိုးတော့တွင်းခံရမယ့်အနေထားမျိုးမှာရှိတယ်ဒါပေမဲ့ဒီဘုရားအတင်းလည်းတစ်ချက်တတိထားမှာအိမ်ခွင်းမှာမကောင်းအဝေးဝန်းသာအကောင်းတဲ့ဒီကောင်းလည်းပြောင်းပြန်ဟာနိုင်ကို31နဲ့နိုင်တယ်ဒဟမ်ဘုတ်ကို1စီးနဲ့နိုင်တယ်အော့စ်ဘက်ကိုရှုံးတယ်ဒေါ်မွန်ကိုလည်း1စီးနဲ့ပဲရှုံးထားတာပေါ့နော် ့ရဲ့တိုက်စစ်ကလည်းဒါဝဲတိုင်းလိုလိုဂိုးတွေရထားတယ်ပေါ့နော်ဒီအဝေးဝင်း၄ဘွဲ့မှာဆိုရင်၃ဘွဲ့တိတိဂိုးတွေရထားတယ်ပေါ့နော်ဒီအချက်ကြောင့်ဘရီမင်အတင်းလည်းတခုထက်ခံရနိုင်တယ်ကျွန်တော်ထင်တယ်ဝမ်းဝမ်းကလည်းကြည့်ရမယ့်ပုံစံမျိုးမှရှိတယ်ပေါ့နော်ဒါပေမဲ့ဘရီမင်အတင်းကအိမ်ခွင်းမှာဆိုနည်းနည်းလေးခံစစ်ကိုအသာပေးတာလည်းတွေ့ရတယ်ပေါ့နော်တချို့ပွဲတွေမှာဘုရားအတင်းကတော့တိတဲ့အတိုင်းပဲနောက်ဆုံးသူတို့တိုက်စစ်ကဒါ offhand ကိုသူတတိနဲ့ရှုံးခဲ့တယ်ပေါ့နော်ဒီပွဲမှာသူတို့နှလုံးတော်ရခဲ့တယ်ပေါ့နော်နောက်လျှောက်ရှုံးနေတာဗျာနိုင်ပွဲဆိုတာဘာမှတော့မသိတော့တဲ့အဲ့ဒါဘုဗအတင်းဖြစ်သွားပြီပေါ့နော်ဒီလိုသာဆက်ရှုံးမှဆိုဒီနိပြပြုတ်သွားမှာပေါ့နော်ဒီအနေထားမှရှိတယ်ဆိုဒီနတင်းဟိုအရင်တော့ကျွန်တော်တွေးခဲ့တဲ့ဘီမင်ကွင်းမှာဘယ်လို short ထားလဲကျွန်တော်ကြည့်ချင်မှာလေနော်အဘိမင်ကွဲမှာဝိပအတင်းကနောက်ဆုံးနှစ်ဆက်ပေါ့နော်ဒါနိုင်ထားတာတွေ့ရတယ်2021ဆိုပြီးမှာပေါ့နော တောက်လျှောက်ဂိုးကလည်း၃လုံး၃လုံးပေါ့နော်ဟိုပါ2.5ဂိုးလေးတော့ကြာထားတာတွေ့ရတယ်ပါအားကြီးပြတ်တာတော့မင်းမတွေ့ရဘူး၄လုံး၅လုံးထိပေါ့နော်၃လုံးထိပဲရောက်ထားတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီပွဲစဉ်မှာဖွင့်ထားတဲ့ wise to us pouch ချိန်မှာဆိုရင် ancient အသင်းနိုင်ပေါ့နော် brain နိုင်ကို2.2ပေါ့နော်ဒီ2.2ကြီးက ancient အသင်းနိုင်ပို့တအား chance များတယ်အများဆုံးဖြင့်1021ပေါ့ဒီလိုပုံစံမျိုးတရေက3.6နဲ့ဒါဝုဘအနိုင်ကို3စပေးထားတယ်ဗျာ ဒီပွဲစဉ်မှာကျွန်တော်ညီကိုဝိုင်းဆွဲရမယ်ဆိုရင်ဘိုတင်းတူစကောယက်စ်ကိုရိုက်ပါပါเนาะဒါဖြစ်နိုင်ချေရာခိုင်နှုန်းအများဆုံးပဲပြီးတော့ဒါညမပေါက်ချေးမှာဆိုလို့ရှိရင်တော့ body ရိုက်မယ်ဆိုလို့ရှိရင်တော့ဒီပေါက်ချေးအနေထားအတိုင်းဆိုကျွန်တော်အောက်တင်ဖြစ်တဲ့ဝူဘောက်ကိုပဲကြိုက်တယ်ပေါ့နော်ဒါဘရီမန်နဲ့ဘရီမန်အတင်းနိုင်ချေရအောင်တာအများတယ်ဒီပေါက်ခွင့်ထားတဲ့ချေးနဲ့ဒါမှမဟုတ် မြန်မာပေါ့ချီအနေထားကိုကြည့်လိုက်တော့ဝုဘအတင်တေဓမ္မရနိုင်တဲ့ပေါ့ချီမျိုးဖွင့်ထားတယ်ပေါ့နော်ကျွန်တော်အဲ့ဒါကြောင့်ဝုဘအတင်မြန်မာပေါ့ချီမှာဝုဘအတင် body ကြိုက်တယ် minus ဘက်လောင်းမှညီကိုတော့ protein loop score yes ကိုရိုက်ကြည့်ပေါ့ဗျာနောက်ထပ်တစ်ပွဲကတော့ဒါပြင်သစ်လီဂူကရွေးချက်ထားပါတယ်နော်ပြင်သစ်လီဂူက Paris Arsenal Rando ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော် Rain Net ပေါ့ဗျာမြန်မာလိုခေါ်ရင် Rain Net ဒါ Paris FC ကလည်းဒါပုံစံတူပဲ Bremen နဲ့ ဘုရားတို့ဖွင့်ထားတဲ့ပွဲစဉ်အတိုင်းပဲသူလဲတရေဓမ္မတရေချမှတ်ပေါက်ကြီးမျိုးဖွင့်ထားတယ်ပေါ့နော် Paris FC ကတော့ဒီရာဒီအဆင့်၁၁မှာရှိတယ် Brain Net ကတော့အဆင့်၁၀မှာရှိရပေါ့နော်ဒါအပေါ်အောက်အသင်းနဲ့ဖြစ်တဲ့၁၄မှ၁၅မှပေါ့နော်ဒါ Brain ဒါ Paris FC ရတာအင်္ဂလန်မှာဆော့ထားတဲ့ပွဲတွေကိုကြည့်ကြရအောင်ပေါ့နော်ဒီနေ့မှတန်တက်လာတဲ့အသင်းဖြစ်တဲ့တောက်လျှောက်အတက်ကင်ဦးစားပေးတဲ့ခန်းစစ်မဆော့ဘူးအင်္ဂလန်ပွဲစဉ်၅ပွဲမှာဆို၅ပွဲလုံးဂိုးတွေတွင်ထားသလို အဲ၅ဘွဲမှာ၄ဘွဲတတိယ၉ဘွဲတွေလည်းကြာထားတယ်ပေါ့နော်ဒီဘွဲတွေမှာတော့ဒါ Paris FC က level 60နဲ့ဂိုးပေါင်းကြီး360နဲ့ဆိုမှပေးထားတယ်ပေါ့နော် Rain နဲ့အတင်းရဲ့ဒါအဝေးဝင်းဘွဲစဉ်လည်းကြည့်လိုက်မှာဆိုလို့ရှိရင် Rain နဲ့အတင်းကလည်းသူ short ထားတဲ့အဝေးဝင်းနောက်ဆုံးဒါသူကတော့6ဘွဲ short ထားတယ်ပေါ့နော်တဘွဲရှုံးသူကတော့အဝေးဝင်း9ဘွဲ short ထားတယ်ပေါ့နော်၄ဘွဲတည်တဘွဲရှုံးထားတာပေါ့နော်လော်ရီယန်ဖိုစီနဲ့ရှုံးတယ်အင်္ဂါတည် နန်တက်စ်တရေလီဟာဘာတရေဒူးလော့တရေပေါ့နော်ကြည့်လိုက်မှာဆိုရင်နောက်ဆုံးဖြတ်ထားတဲ့၃ဘွဲလုံးမှာဂိုးတွေပေးခံထားရတယ်ဂိုးတွေလည်းနှလုံးနှလုံးကြီးတွင်ထားတာတွေ့ရတယ် Paris FC ကိုကြည့်မှာဆိုလို့ရှင်သူကပြိုင်ပွဲဆောင်ကိုခြုံပြီးကြည့်မှာဆိုရင်သူကပွဲတန်းလို့လို့တိုက်စစ်ကဂိုးတွေရတယ်ဗျာသူတိုက်စစ်ဂိုးမရတဲ့ပွဲဆိုတော့ဘွဲပဲရှိရတယ်အန်ကောဝမ်းသီးနဲ့ရှုံးတဲ့ပွဲချာနဲ့ပွဲတန်းလို့လို့ဂိုးတွေရတယ်ဆိုရင်းနဲ့အတင်းလည်းဒီခံစစ်နဲ့ဆိုရင်အဲဒါဆုံးတစ်လုံးကနှလုံးတွင်းခံရနိုင်တယ်နော် ရင်းနဲ့အတင်းရတာပြိုင်ပွဲဆုံးပွဲစဉ်ကြည့်မယ်ဆိုရင်တော့ तू ကလည်းနောက်ဆုံးဒါ Facebook ဖူးဝနဲ့ဒါအင်ကွန်းမှာနိုင်ကြတယ်ပေါ့ဗျာဒီပွဲစဉ်ကတော့ကျွန်တော်ထင်တယ် Google ကိုဖြစ်ဖို့အရန်ရခိုင်တော့များတယ်ပေါ့နော်တကြီးလက်တစ်ပောက်လည်းရှိတယ်ဒါပေမဲ့ဒီ Wines ဘက်မှာဖွင့်ထားတဲ့ဒါဒါ NASA ပေါ့နော်2.1ဆိုတာပေါက်ချီရတာ Paris FC 21လောက်နဲ့နိုင်မယ်ပေါက်ချီမျိုးတော့ဟုတ်တယ်ပေါ့နော် ဒါပေမဲ့လည်းကျွန်တော်လက်ရှိမြန်မာပေါ့ကြီးတွေဖွင့်ထားတာမျိုးဆိုလို့ရှိရင်ကျွန်တော် rain နဲ့အတန်တရေတမရမယ်ပေါ့ကြီးမျိုးလို့ကျွန်တော်ခံစားမိရပါတော့။တရေကို3.7နဲ့ rain နဲ့အနိုင်ကို3.2ပေးထားတယ်ပေါ့နော်။ကျွန်တော်ရွေးချယ်ရမှာဆိုရင်ဒါ boating to score yes ဆိုတာ wireless ဘက်မှာရိုက်ကြည့်ပေါ့နော်။ပြီးလို့ရှိရင်မြန်မာပေါ့ကြီးမှာတော့ကျွန်တော် rain နဲ့ out in rain နဲ့ goal ပေါင်းအပေါ်ကိုချိန်ပါတယ်ပေါ့နော်။နောက်တစ်ပွဲကတော့ championship ပွဲစဉ် web phone နဲ့ brass tool လို့ရပွဲစဉ်ဖြစ်တယ်ပေါ့နော်။ ဒီပွဲစဉ်မှာတော့အင်ရှင်အသင်းဖြစ်တဲ့ Watford က level 59ဘောင်းကြီးနှလုံး80အဲ Watford အသင်းကအင်္ဂွန်းကောင်းတဲ့အသင်းထဲမှာပါတယ်ဗောနော်ကျွန်တော်ညီကိုတွေလည်းအကောင်လုံးထိမှာပါ Watford အသင်းအဆင့်ကိုကြီးလိုက်မှာဆိုရင် Watford အသင်းအဆင့်ဆက်နဲ့ Bristol အဆင့်ခုံဗောနော်ဒီနှစ်သင်းကြားထဲမှာနံပါတ်ထက်กว่าတယ်ဗျာဒါ Watford အသင်းကိုကြီးမှာဆိုရင်အင်္ဂွန်းပွဲစဉ်တွေကိုအချက်လေးလာကြကြဗောနော်အင်္ဂွန်းပွဲစဉ်တွေမှာဆိုရင်ဒီဘယ်နှပွဲဆော့ထားလဲစုစုပေါင်း ခုနှစ်ပွဲဆော့ထားတယ်ပေါ့နော်ငါးပွဲနိုင်တစ်ပွဲတည်တစ်ပွဲတည်းပဲရှုံးထားတယ်ဗျာတိုက်စစ်ကပွဲတိုင်းကိုရတယ်အိမ်ပွဲမှာပွဲတိုင်းလိုလိုဂိုးတွေရတယ်တစ်ဖက်က brush tool နဲ့တင်းရအဝေးဝင်ပွဲစဉ်တွေကြီးလိုက်မှာဆိုရင် brush tool ကလည်းအဝေးဝင်ကောင်းတဲ့အတင်းထက်မှာပါတယ်ပေါ့နော်အဝေးဝင်ဒါ6ပွဲဆော့ထားတယ်3ပွဲနိုင်2ပွဲတည်တစ်ပွဲပဲရှုံးထားတယ် brush tool ဖြစ်ပါတယ်နောက်ဘက်4အတင်းတော်တော်လေးတတိထားပြီးဆော့ရမှာပေါ့နော် ဒီနေ့တင်တွေ့ခဲ့တဲ့ဒါနောက်ဆုံးဒါ web flow ကွဲမှာပေါ့နော်ဒါ web flow အတင်းကဒါ၃ချိန်နိုင်ထားတယ်ပေါ့နော် brand store ကတစ်ချိန်နိုင်ထားဘူးတဲ့ပေါ့နော် brand store အစပေါ့ကြီးကိုကြည့်လိုက်မှဆိုရင်ဒါ web flow အနိုင်ကို2.10ပေါ့နော်ဒီ2.10ကဒါ web flow အတင်းနိုင်နိုင်ဖို့ဇာခိုင်လုံးများတဲ့2.1ပေါ့နော်ဒီလိုပုံစံမျိုးတွားဖို့များတယ်ဒါတရေကို3.5နဲ့ brand store အနိုင်ကို3.2ပေးထားတယ်ဗျာဒီပွဲစဉ်မှာတော့ကျွန်တော်ရိုးရိုးလေးပဲ ဝင်ဆွဲရမယ့်ညီကိုတွေ booting to score yes ကိုပဲရွေးရမှာဖြစ်ပါတယ်။ရုံးမုံလဲ over 1.5 goal ပေါ့နော်။33ပြား။ body မှာတော့ကျွန်တော် ancient အတင်းဖြစ်တဲ့ watford ပဲခြိုက်တာကျွန်တော်တော့2-1လို့ထင်တယ်ပေါ့နော်ဒီပွဲစဉ်မှာ။ခဏရတော့ဒီလောက်ပါမယ့်ညီကိုတို့အပေါင်းပြကြပါစေ။ကြားမှချမ်းသာကြပါစေပေါ့နော်။မနေ့ကတော့ europa league တဲ့မလောက်တာမဟုတ်ပါဘူး။ကျွန်တော် europa league လောက်ဖို့အချိန်မရလိုက်တာပေါ့နော်။ဒီမှာကျွန်တော်ထိုင်းနိုင်ငံမှာလည်းမနေ့ကလွယ်ကပ်ထုံးရှိတဲ့လူတွေအားလုံးဘောနော်ဒါ ူတောင်မှုသွားကြရတယ်ဗောနကျွန်တော်ဆိုင်မှာလည်းအလုပ်ကတအားရှုပ်တယ်ကျွန်တော်လည်း YouTube channel ထဲထောင်ထားတာပတ်စံဘာမှရတာမဟုတ်ဘောနအလုပ်ကလည်းတစ်ဖက်ကလှုပ်ရသေးရဗောနမိသားစုစားဝတ်နေရအတွက်ဗောနအဲအကြောင်းမို့ပါကျွန်တော်လည်းမအားဖြစ်လို့ပါနှမရင်တတိတော့ရပါတယ်ဆာရွက်မှာတော့ကျွန်တော်ရေးထားတယ်ဗျဒီမှာကျွန်တော်ရွေးထားတဲ့ပယ်ဇန်တို့ပါလို့ပေါ့နော်ကျွန်တော်စာအုပ်မှာအကုန်ရေးထားတယ်ဗရာကတို့ကျွန်တော်ပြောမယ်ဆိုမှရေးထားတယ်အချိန်လည်းမရလိုက်တာနဲ့ဒီလိုဖြစ်သွားတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ဗျာ